ားလုံးမင်္ဂလာပါ UK Manchester ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champions League တက်တဲ့အောင်လည်းမင်္ဂလာပါ Liverpool အသင်းကအခု Premier League မှာ back to back လေးပွဲဆက်တိုက်ရှုံးနေ Champions League မှာတပွဲရှုံးထားတဲ့ DRT မှာအခုနောက်ဆုံး6ပွဲမှာ9ပွဲရှုံးတပွဲနိုင်ထားတယ်ဆိုတော့နောက်ဆုံး6ပွဲမှာ Eintracht Frankfurt တပွဲတွေကိုနိုင်ပြီးတော့ Galatasaray ကိုအဝေးကမှာရှုံးနေနောက်အခု Premier League လေးပွဲဆက်တိုက်ရှုံးတဲ့ခါမှာ ချိုးပြိတ်တက်တွေကတော့အာနီဆိုနဲ့ပတ်သက်လို့ဝေဖန်မှုတွေစလုပ်ပြီဒီနည်းပြကကလော့အကင်နဲ့အတင်းကြီးကိုခိုင်နိုင်တဲ့ချန်ပီယံဖြစ်တာပါဒီနည်းပြကသူအတာဆန်ဆန်နဲ့တကယ်ကိုကောင်းခဲ့တဲ့ကစားမတွေကိုရှင်းပြီးသူ့နယ်သာလန်ကစားမကြီးတွေကိုပဲအားကိုးချင်နေတာပါဒီနိပြကတရားဒီဝမ်ဝင်တာနိပြဆိုပြီးတော့ပြောလာတယ်ဒီနိပြကိုဘလို့မှ trust ဖြစ်စရာမရှိဘူးဘာ tactic ဘာ view ဟာမှမရှိတဲ့သူတယောက်ဖြစ်တယ် တန်း900 3ထားပြီးတိတိုင်အောင်ဘာမှမလုပ်တတ်တဲ့နီးပြဆိုပြီးတော့ဝေဖန်တန်းနေအများကြီးပဲတကယ်ရောသူအဲ့လိုမျိုးဝေဖန်ဖို့ထိုက်တန်ပြီလားရာကက်ကလော့လက်ထက်မှာလီဗာပူးကပရီးမီးယားလိတလုံးမဲ့ရတာဒါပေမဲ့ချန်ပီယံလိကိုသူတို့၃နှစ်တတ်တဲ့အချိန်မဲ့ရတယ်ဒါပေမဲ့ပရီးမီးယားလိတလုံးမဲ့ရတဲ့အချိန်မှာ အာနီစလော့ကသူ့ရဲ့ first season မှာ clock ချန်ထားတဲ့အသင်းကို motivate အနေငယ်လုပ်ပြီးတော့သူအကောင်းဆုံးပုံစံနဲ့ရမှတ်84မှတ်နဲ့ champion ဖြစ်တယ်။ကြောက် clock လက်ထက်က68လဲ champion ဖြစ်ဘူး69လဲ champion မဖြစ်တဲ့အချိန်ပါ။သူက84မှတ်နဲ့ champion ဖြစ်တော့တခါလေကြာရင်နည်းနည်းတော့မတရားတဲ့အခြေအနေမျိုးပေါ့လေ။ကန်ဆူခဲ့တဲ့အခြေအနေမျိုးရှိခဲ့တယ်။ဒါပေမဲ့အခုအာနီစလော့နဲ့ Liverpool အသင်းအတွက် crucial ကာလလည်းလာအောင်မယ်။ဒီမှာဘူးကခုဇက်တိုက်ကိုရုံးကန်ရတဲ့အချိန်မှာအာနီစလော့အတွက်လောလောဆယ်မှာ တကယ်ကိုခူရှယ်ပွဲချက်ကာလာဒီကြီးဖြစ်နေဆိုတော့အခုပရီးမီးယားလိဂ်ကအခု back to back လေးပွဲဆက်တိုက်ရှုံးနေဒါသူတို့တမိုင်းမှာအခုတော်တော်ကိုဆိုးဆိုးဝါးဝါဖြစ်သွားတယ်တလက်ဆာထဲမှာပဲအသင်းကနောက်ရင်ဆိုင်ရမယ်ပွဲတွေကလည်းသူတို့အတွက်တကယ်ပွဲချက်ကြီးပဲအခုလောလောဆယ်မှာအခုပေးအမ်မရွန်ဒေါမ်ဘာကျော်သွားတယ်ပြိုင်ဘက်တွေကကျော်တယ်အခုလီဗာပူးအသင်းကအခုလောလောဆယ်အနေထားရအာနီစလော့အသင်းအနေနဲ့လှုပ်ရှားနေအများကြီးပဲသူကနည်းနည်းကန်ဆိုးလာပါတော့လေ injury ဖြစ်သွားတာလေ ်ကစားမတွေ injury ပေါ့လေအခုဆိုရင် Allison ဘက်ကထပ်ပြီးနားရအောင်မယ်ကိုသမားမမတက်ရှိပြီးကောင်းတာမှတ်ပြီးမယ်သူအရင်အားမကိုအောင် Allison လို့ပို့ဘူးအဲခန်ဒစ်ကခနာတရဲ့ control situation ကိုမဖြေရှင်းနိုင်သေးဘူးသူ shaky ဖြစ်နေအောင်ပါ Van Dijk တည်းတာကြာလာပြီ Salah တည်းတာကြာလာပြီအရာကူမကွင်းလေက Alexis Maclasa ကိုနီးပြနည်းနည်း rotation လုပ်ပြီးအောက်ထားတယ်။အဲဒီချိန်ထဲမှာ support sign ကိုနေရာဆိုမှာရှောက်တော့ပြီးသူအားတန်တဲ့နေရာတွေကိုပျောက်နေတယ်။ right back ကစားမှာ free bound တန်းရနေတယ် corner penalty ရှိတယ် free bound ကောင်းနေတဲ့ကလည်းသူဘယ် right back တယောက်ကိုမှစိတ်မချလို့သူ support sign ကိုပဲတုံးတယ်ဘယ်ဘက်ချမ်းကမီလိုကာကေကကောင်းမလို့လူကောင်းမလို့လည်းတကယ်တမ်းကျတော့မကောင်းဘူး anti robinson ကမှပူကောင်းတယ်ဒါပေမဲ့နီးပြားကကာကေကိုတုံးတယ်အဲ့မှာလည်း weak point လေးဖြစ်တယ်တိုက်စစ်ကတော့ jewel attack နဲ့442နဲ့ကစားတော့က i-trap front back ကိုပြတ်နိုင်တယ်ဒါပေမဲ့တကယ်တမ်းပါ အသင်းက AKTK ရော ISAC ရောနှစ်ယောက်လုံးကိုတုံးလို့မရဘူးလို့ Salas လည်းရှိသေးတယ်ဆိုတော့ Liverpool မှာ too many waste ဖြစ်နေတဲ့အခြေအနေတွေအများကြီး KO ဖြစ်နေတဲ့အခြေအနေတွေ unbalance ဖြစ်တဲ့အခြေအနေတွေအခုဆိုရင်ဒါ Florian Vast က Premier League မှာ9ပွဲကစား009ဖြစ်နေပြီ007အောင်009 Okay နောက်ဆုံး Champion League မှာသူက9ဖာတီးခဲ့တာလွယ်ပြီမဲ့ဒါပေမဲ့သူ့အနေထားကြည့်ရင်သူ့ရဲ့ high standard သူ့ရဲ့ပေးရတဲ့တန်ကြီးလည်းဆိုဒီတမကပူကောင်းတဲ့အခု Liverpool အသင်းကဗျာအခုလာမဲ့ ပွဲစဉ်သူတို့အိမ်ခွင်းမှာ back to back သုံးပွဲခံရမယ်။တပွဲကအခု Crystal Palace ကိုသူတို့အိမ်ခွင်းခံရမယ်။အဲ့ဒါက Carabao Cup ပွဲပြီးတာနဲ့ Aston Villa ကို Premier League အိမ်ခွင်းပြီး Real Madrid ကိုအိမ်ခွင်းမှာထပ်ပြီးကန်ပြီးတော့မှ Manchester City ကိုအပွဲခွင်း Etihad မှာကန်ရမယ်။ဆိုတော့သူတို့အတွက်ကလာမယ့်၄ပွဲက Palace အိမ် Villa အိမ်ပြီးတော့ Real Madrid အိမ်ပြီးတော့မှ Man City away ဆိုတော့ဒါကအာနီဆော့အတွက်တကယ်ကိုသူမနစ်ကတရားဒီလုံး38ပွဲမှာ၄ပွဲပဲရှုံးနေတယ်။ လီတိုးမပေါက်လုံးတဲ့ခန်းစစ်အရန်ကောင်းလုံးတဲ့ခန်းစစ်ကဒီယာသေးမှာကွန်ပလီတီတစ်ခါလေကြာရင်ကျွန်တော်နားလေတယ်ဘာဆိုနာရှေ့နှစ်ကျော်တုန်းကဂျာဗီနဲ့ဒူမပေးချန်ပီယံရတယ်အဲ့တော့ကဘာဆိုနာရဲ့ခန်းစစ်ကအရန်ကောင်းလုံးလို့လှုပ်လို့မရဘူးကလင်းရှိတယ်လည်းအများကြီးပဲ record breaking ဒါပေမဲ့နောက်ရာသီမှာအဲကောင်းနေတဲ့ခန်းစီကဒီရရာသီမှာလုံးဝပြဲလျံကြီးနဲ့ပေါက်ပြင်းခါရကျရင်ဘလို့ဖြစ်သွားလဲဒီမနစ်ကအရန်တည်ငြိမ်တဲ့အသင်းကိုပဲနောက်ရာသီမှာ struggle ဖြစ်နေတဲ့အချက်အဲဘာဆိုနာဖြစ်ခဲ့သူလီဗာပူးကပုံသဏ္ဍူပဲဆိုတော့လီဗာပူးကအဲ contract ကိစ္စကိုဖြေမရှင်းနိုင်မိုဆာလက်ထွက်သွားတဲ့အချိန်မှာ Trent Alexander Arnold လိုမျိုး forward thinking pass တွေသူနဲ့ link up ချိန်ပေးမဲ့သူတွေမရှိတော့အရင်ကအတောင်မှာအပ်ပန်တောင်းနောက်ဆုံးခိုးနောက်ထိကိုလိုက်ပြီးတော့ဖြတ်ထုတ်ပြီးတော့လုံးဝအားကိုရတဲ့ တို့ရဲ့အဓိကကစားမတွေလည်းမရှိတော့ဘူး Louis CS2 နူးညက်တို့မရှိတော့ဘူးဆိုတော့အာနီဆော့ဘောကိုလီဗာပူးပေးတဲ့ဘလို့မြင်နေရုံချီနေမှုအပြေအဝရှိနေစလား तू वा सस्पेक्ट ဖြစ်နေပြီလားအခုကျွန်တော်ပြအခုလာမဲ့၄ဘောမှာ तू ဘယ်နံပါတ်ရမလဲ Real Madrid ရဲ့ Champion League ကိုဖယ်လိုက် Crystal Palace နဲ့ EFL Cup ကိုချန်လိုက်ရင် Aston Villa အိမ်ကွင်း Man City away ကွင်း Forest အိမ်ကွင်းတော့လာမဲ့ပွဲစဉ်မှာ Aston Villa ကိုအိမ်ကွင်းကံမယ်ပြီးရင် Etihad ကွင်းမှာတွားကံမယ်ပြီးတာနဲ့ Forest ကိုအိမ်ကွင်းထပ်ကံမယ်ပြီးရင် West Ham ကို London ကွင်းမှာကံမယ်ပြီးရင် Sunderland Leeds ဆို Liverpool ရဲ့ feature ကမကြက်ဘူးဗျတကယ်အရေးကြီးတဲ့ crucial နှစ်ပွဲလောက်ကြက်ပြီးတော့ကျန်တာတွေကပြဿနာဖြစ်ဆိုအာနီဆိုတော့ပီကာပါတိုင်းရအောင်လား ဘာထက်တစ်တွေမားနေလဲခုပြတိကျတိကျတဲ့ခိုင်မာတဲ့နီးဗျူဟာမရှိဘူးနံပါတ်၄အချက်ကနေရာအပြောင်းလဲတွေအရန်လုတ်တယ် support side ရဲ့အားတချက်တွေကိုရှော့ချပြီးတော့ right back ကိုသွားထားတာတို့အသင်းကလုံးဝ strike ဖြစ်တော့ အမဝင်ဘူးရုံးကန်ရတဲ့ Florian Verse ကိုသူကလုံးဝအမားယူမခံမနဲ့ဇက်တိုက်သုံးနေတဲ့ Isak ကလည်းရောက်ခဲကတောင်းလျှောက်ပဲ Swagger ဖြစ်တယ်ဒီချက်ကလည်းဘဝရဲ့ပြဿနာဖြစ်တယ်အဓိကနွေရာသီထက်ဆောင်းရာသီမှာလည်းဘဝခံစစ်ခိုးခိုးခေါ်မယ် Market ကြီးကိုမရလိုက်တာလည်းဘဝတစ်ခုလုံးရဲ့ Balance ပြိုဆင်းတဲ့အဓိကချက်ပဲဘာလို့လဲဆိုတော့ Van Dijk လည်းကျလာပြီးခနာတီးက Shaky ဖြစ်တယ် Right back က Corner Penalty ပြီးတော့ Salah ရှိကို Diagonal ပို့နေတာကဘယ်သူမှမရှိဘူးတယောက်ပဲရှိတော့အဲ့ဒါက Van Dijk တော့ဒီဘက်မှာ option တော်တော်လေး struggle ဖြစ်နေတယ်ဒါအခုလောလောဆယ်နေထားရဆိုတော့ question ကအာနီဆိုရဲ့အသင်လီဗာပူးအသင်ပြန်ပြီးတော့ turn it around ဖြစ်ပြီးတော့ရလက်ကောင်းတွေပိုင်ဆိုင်ပြီးတော့အောင်မြင်မှုတွေကိုစတင်ထားနေတယ်ဒါမှမဟုတ်ဘူးဒီနေရာဟာတေချာပေါက်သူ့အတွက်တကယ်ကိုခက်ခဲပြီး under pressure ဖြစ်သွားတဲ့အချိန်ဒီမှာသူ့အတွက်ချက်ပြီးတော့ချန်ရှိအောင်လားဘလို့မြင်ကြလဲလီဗာပူးနဲ့လေးဘွဲ့ဆက်အရှုံးပရီးမီးယားလိလေးဘွဲ့ဆက်အရှုံးကအာနီဆိုနဲ့လီဗာပူးရဲ့အနာဂတ်ကိုဘယ်လောက်ထိပြောင်းသွားလဲလီဗာပူးတဲ့နဲ့ဘလို့မြင်ကြလဲကိုမမဝေယမချက်ပြကြပါလို့ကြီးတမလေး